ီးများလုံးမဲမင်္ဂလာပါရှင်ဒီနေ့အိစီကအရှိကကုံပိုဆောနောက်လမ်းပေါ်မှာရှိတဲ့အိမ်လေးတစ်လုံးကိုခေါ်ပေးသွားမှာပေါ့နော်အဲ့အိမ်လေးကကြတော့လေသူကချမ်းအကျဲ20 60ပေါ်မှာမာသူကမိသားစုများများနေလို့ရအောင်အိမ်လေးကိုကြေကြေလေးယူပြီးဆောက်ထားတာဆိုတော့ပိတ်သက်ကြီးရဲထဲမှာကိုယ့်ရဲ့ရှိရဲ့ချမ်းလေးပေါ်မှာအိမ်အကျဲလေးဆောက်ဖို့အတွက် idea ရှိရဲဆိုလို့ရှင်အိစီနဲ့တူတူအဲ့အိမ်လေးကိုလိုက်ကြည့်ပေးအောင်နော် ဒီနေ့အင်ဂျီလိုက်ပြပေးမယ့်အင်လေးကကြာတော့အင်ဂျီရဲ့အခုနောက်မှရှိနေတဲ့ဒီနှစ်ထပ်အာစီတိုက်လေးပေါ့နော်ဒီအင်လေးကိုကြာတော့အင်ဂျီကိုဂုံရှိန်မြင့်မြတ်သူ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူ့ရဲ့ချက်အကျယ်လေးက20 60ပေါ်မှာမှအင်ဂျီလေးကို16ပေ45ပေယူပြီးတော့ဆောက်ထားတာပေါ့ကျွန်တော်လေးချန်လေးကကြည့်မြင်မယ်အင်ဂျီတို့လက်ကြည့်လိုက်တဲ့အခါမှာအင်လေးကကြဲကြဲဝင်းဝင်းလေးဖြစ်တယ်လို့လည်းထင်ရတယ်ပြီးတော့တက်တက်ရရလေးလည်းရှိတယ်ပေါ့အင်အောင်လေးကိုကြည့်မယ်ဆိုရင်လည်းသူကအဝါဖြော့အောင်လေးနဲ့အင်ဂျီရွှေလာငွေလာလေးနှစ်ခုကိုပဲဆက်ပြီးတော့ဆင်ပယ်ဆက်ဆန်လေးအဲဆောက်ထားတာဖြစ်တဲ့အတွက်အင်ဂျီတို့ရိုးရိုးရှင်းရှင်းလေးနဲ့လှတယ်ပေါ့နော်အင်ပုံစ ံလေးရဆိုတော့အထဲမှာရောဘယ်လိုမျိုး structure နဲ့ဘယ်လိုမျိုးအကျယ်ဝန်းလေးရှိမလဲဆိုတာအင်ဂျင်နဲ့တူတူတစ်ချက်လိုက်ကြည့်ပေးရအောင်နော်ကဲအင်ဂျီအိမ်ထဲကိုရောက်ပြီပေါ့နော်သူကအိမ်ထဲဝင်ဝင်ချင်းတကားလေးကိုကြာတော့ကျွန်းတကားတုတ်ပေးထားတယ် ပြီးရခါကျတော့ဒီတစ်ခါလေးကကျတော့ my street door လေးက easy အပေါ်တက်ကိုတက်တက်လေးကားလေးကိုမှထပ်ပြီးကန့်ပေးထားတာပေါ့နော်အပြင်ကနေလည်းသွားလို့ရအောင်လို့ပြီးရင်တော့ easy အပေါ်တက်လေးကိုတစ်ချက်လိုက်ပြပေးမယ်ပေါ့ဆိုတော့ဝင်ဝင်ချင်းမှတွေ့ရတာကျတော့ easy air gun space လေးကိုတွေ့ရမယ် air gun space လေးကလေးလည်းတော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်ပေါ့နော်သူ့ချန်အကျယ်နဲ့စာလို့ရှိရင်အိမ်အတွင်းမှာတော့သူကကျကျလေးဖြစ်အောင်တော့ယူပြီးတော့ဆောက်ပေးထားတာပေါ့ပြီးရခါမှာ floor မှာဆိုလို့ရှိရင်လည်းသူ vinyl floor အပြည့်ခင်ပေးထားတယ်ကျွန်းရောင်လေးပဲနောက်တစ်ခုကကျတော့အိမ်ရဲ့ပိန်ပင် color လေးကကျတော့လည်းအေးအေးချမ်းချမ်း vibe လေးရအောင်လို့သူအပြန်နှုတ်ရောင်လေးနဲ့ဆီ င်းမှာဆိုလို့ရှိရင်အဖြူအောင်လေးနဲ့ကိုဆက်ပြီးတော့လုပ်ပေးထားတာပေါ့နော်တော်တော်လေးလှတယ်အဲ့ဒါပြင်ပေါ်မှာပို့ပြီးတော့လင်းလင်းလေးဖြစ်သွားအောင်သူကမီးပွင့်ကြီးကြီးလေးနှစ်ပွင့်ကိုပဲဆင်ပယ်ဆန်ဆန်လေးတုံးထားတာပေါ့နော်အဲ့ဒါပြင်ကိုနှေကင်းမိုင်းမှာလိုက်တင်ပုံဝင်အောင်အလင်းရောင်ပုံဝင်အောင်လို့သူအလူမီနီယံစလိုက်ဒေါ်လေးတွေဝင်းဒိုးလေးတွေထပ်ပြီးတော့ထည့်ပေးထားတယ်ပေါ့ဝင်းဒိုးလေးလည်းများများစားလေးရှိရအောင်တွေ့ရတယ်ဆိုတော့ဒါလေးကကျတော့အောက်ဖက်မှာရှိတဲ့ Egan Space လေးပေါ့နောက်ဘက်မှာကျတော့ AGO Kitchen လေးနဲ့အခန်းလေးနောက်တစ်ခန်းရှိသေးတယ်ဆိုတော့အဲ့ဒီနဲ့တူတူခန်းလေးတွေတော့ကြည့်အောင်နော် ။ AC တို့အနောက်ကိုမသွားခင်ပါလေ။ဒီအပေါ်တက်တက်လေးကအောက်မှာပိုနေတဲ့ space လေးမှာသူက slogan ကိုတကားလေးနဲ့တီးတန့်ထပ်ပြီးတော့ထည့်ပေးထားတယ်။ slogan တူတူလေးတစ်ခန်းရှိမယ်။အဲပြီးလို့ရှိရင်ဒီရှေ့မှာလည်း space လေးတော်တော်လေးပိုသေးရပါဘော။အဲကန်းအကျယ်အပြင်ကိုဒီမှာ space လေးအများကြီးကျန်နေရဆိုတော့အရှင်စိတ်တိုင်းကြဒီမှာထားကျန်တာလေးလည်းထပ်ပြီးထားလို့ရတယ်ပေါ့နော်။ပြောမှဆိုဒီအရှိကန်တော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်။ဆိုတော့ AC တို့နောက်ခွင့်မှာရောဘယ်လိုမျိုးလေးရှိမလဲဒီနဲ့တူတူဆက်သွားကြည့်ရအောင်နော်။ AC တို့ဒီအောက်ထပ်မှာကြာတော့အခန်းလေးရဲ့ဒီအခန်းလေးတစ်ခန်းရဲ့ kitchen လေးရဲ့ရှိရဆို AC ဒီခန်းလေးကဘာခန်းလေးဖြစ်မလဲတစ်ချက်တူတူသတ်ပြရအောင်နော် ကဲဒီခန်းလေးကကျတော့အင်ဂျီ single bedroom လေးဖြစ်မယ်ပေါ့နော် single bedroom ရဲ့အခြေအတိုင်းလေးရှိတယ်။တကားလေးကိုတော့သူကျွန်းတကားလေးပဲတုံးပြထားတဲ့အခန်းတကားလေးကိုတော့လေဝင်လိုက်တဲ့အခန်းလေးကတော်တော်လေးလင်းတာကိုတွေ့ရတဲ့အင်ဂျီကိုဘာလို့လဲဆိုတော့သူတုံးထားတဲ့ပိတ်ပိတ်ကာလာလေးကအပြာမြင့်ရောက်လေးလင်းလေးရယ်ပြီးတော့ floor မှာကျတော့လေခြေပြားအဖြူလေးကပ်ပြထားတယ်။ ceiling မှာဆိုလို့ရှိရင်လည်းအဖြူဆွတ်ဆွတ်လေးဆိုတော့အဲအယောင်လေးကလင်းလင်းလေးဖြစ်နေတာပေါ့နော်။အဲ့ဒါပြုံမှာသူက simple season လေးပဲဒီ ceiling လေးမှာကမီးခွေကြီးကြီးလေးလင်းလင်းလေးတစ်လုံးဖက်ဖက်လိုက်တဲ့ခါကျတော့တော်တော်ကိုလင်းလင်းထိထိလေးဖြစ်နေတာ။ ဲ့ဒါပြင်ကိုလေဝင်လေထွက်ပုံကောင်းလို့ window အကြီးစား aluminum slide window တွေသူထပ်တုံးပေးထားရပေါ့နော်ဆိုတော့တော်တော်လေးလာတဲ့ခန်းလေးပဲတည်ခန်းသေးတယ်ဆိုတော့ဒါက single bed လို့လေးရှိနေဆိုတော့ A0 ဟိုဘက်အနောက်ဘက်ကကြာတော့ kitchen လေးရှိရဆိုတော့အတူတူ kitchen လေးတော့ကြည့်ရအောင်နော်ကဲ A0 kitchen လေးတို့တူတော့ကြည့်ရအောင်နော် kitchen ဝင်ဝင်ကျမလေးဒီတကားလေးတစ်ခုတွေ့တယ်ဒီဟာလေးကကြာတော့သူ base ရှင်လေးကိုထွက်လို့ရတဲ့ပတ်ကလေးပေါ့နော် mice ကြီးတော်ပြီးသုံးမိထားတာဆိုစိတ်ကြီးတော့တော်တော်လေးကောက်တယ် ဆိုတော့ kitchen လေးကလည်းဝင်လိုက်ပြီဆိုတာနဲ့လေ AC တိကျမရ space လေးကတော်တော်လေးကျယ်တယ်အဲ dining မှာတခါတည်းလုံးဝရလောက်တဲ့ space မျိုးလေးပေါ့နော် kitchen ရော dining ရောတွဲပြီးတော့လုံးဝရလောက်တဲ့ပြီးရခါကျတော့သူကလေးလေးလေးဖြစ်နေအောင်လို့ထုံးစံတိုင်းအပြာမြူရောင်လေးပေါ့ဒီရဲ့အရာမျိုးအပြာမြူရောင်လေးရဲ့အောက်မှာကျတော့ကြွေပြားအဖြူလေးကိုအပြည့်ခင်ပေးထားတယ်စီမင်းလည်းဖြူအောင်လို့ဆိုတော့လေးလေးထင်းထင်းလေးဖြစ်နေတာပေါ့ ပြီးတော့ window ကိုလည်းသူအကြီးစားနှစ်ခုအောင်သုံးမိထားတယ် aluminum အဲ slide window လေးအကြီးစားသုံးမိထားတဲ့အခါကျတော့ပို့ပြီးတော့လင်းလင်းထင်းထင်းနဲ့အလင်းရောင်ပုံဝင်တယ်အဲ့ဒါပြင်ကို A0 kitchen corner လေးကိုကြာတော့လည်းသူနောက်ထပ်ကြွေပြား design တစ်မျိုးလေးနဲ့အပြည့်ခင်ပေးထားတယ် cabinet လေးလည်းပါသေးတယ်ဆိုတော့ဒီ kitchen design လေးလည်းတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ဒီ kitchen မှာက A0 common band WC လေးလည်းပါမှာဆိုတော့တစ်ချက်ဝင်ကြည့်ရအောင်နော် band WC ရဲ့တကားတော့လေဒီ aluminum အမှန်တကားလေးတုံးထားတာကိုတွေ့ရရဲ့ရှင့် wow ဒီ ဒီချုပ်ကန်းအိမ်သာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီခန်းလေးလည်းတော်တော်လေးကျယ်တယ်။အိမ်ကလေခြံကျယ်နဲ့ရှင်ကြည့်လိုက်မယ်ဆိုအိမ်တွင်းမှာတော်တော်လေးကျယ်တာကိုတွေ့ရတယ်။ဆိုတော့ဒီရေချိုးကမ်းမှာဆိုလို့ရှိရင်လည်းသူကြွေသားလေးအပြစ်ကပ်ပေးထားတယ်။ shower head လေးလည်းပါတယ်၊ basin ပါမယ်၊ toilet ပါမယ်။ပုံမှန်ဆိုရင်လည်းအိမ်ကို shower လေးလည်းပါသေးရေပေါ့နော်။လုံးဝအပြည့်ဆုံးပဲ။ဆိုတော့ဒါလေးကကြတော့ကြည်ကြဲဝုန်းဝုန်းလေးရှိနေရဲ့ kitchen လေးပေါ့ဒီအိမ်လေးရဲ့ဆိုတော့အေဂျီအပေါ်မှာဆိုလို့ရှိရင်နောက်ထပ်ခန်းလေးလည်းရှိသေးတယ်ဆိုတော့အေဂျီနဲ့တူဆက်ပတ်ကြည့်ရအောင်နော် ကဲအင်ဂျူအောက်ထပ်ကအခန်းလေးလေးအကုန်လုံးပြီးပြီဆိုတော့အပွားတက်ကိုတစ်ချက်သွားကြည့်မယ်ပေါ့ဒီအိမ်မှာကျတော့သူကလေလေကားကိုအထဲမှာမဟုတ်ဘဲနဲ့အပြင်လေးမှာတက်တက်လေးထုတ်ထားတာပေါ့နော်ဒီတကားလေးကနေထပ်ဖြတ်သွားတာဆိုတော့အင်ဂျင်နဲ့တူတူပေါ်တက်လေးတစ်ချက်သွားကြည့်ရအောင်နော် ကဲအင်စီယိုတာကတော့အပေါ်ကိုတက်တက်လေကားလေးပေါ့နော်။လေကားကိုကြတော့သူကလေကားတက်လေးတွေကိုကြွေပြားပြင်ခင်းထားတယ်။လေရန်လေးကိုကြတော့ကျွန်းနဲ့ဟော်လိုလေးနဲ့ဆက်ပြီးလုပ်ပေးထားတယ်ပေါ့။အဲအောက်ထပ်ကလည်းမကြည့်ရကြတော့ဒီ second floor ရဲ့အဲတန်းတစ်ခုလုံးကိုကြတော့သူကကြွေပြားအပြင်ခင်းပေးထားတာပေါ့နော်။ကြွေပြားအဖြူလေးခင်းပေးထားတယ်။ပြီးတော့ဒီရှောင်းလမ်းတစ်လျှောက်မှာဆိုရင်အင်စီယို window လေးတွေပါထပ်ပြီးကန်ပေးထားအောင်တွေ့ရတယ်။ဆိုတော့ဒီ bottom မှာအင်စီယို backbone လေးကနှစ်ခန်းရှိမယ်၊ကုချင်းလေးရှိမယ်ဆိုရင်အင်စီယိုအေးဆုံးတွေ့ရတဲ့ခန်းလေးကိုကြည့်မယ်နော်။ ဒီခန်းလေးကကြတော့လေအင်ဂျီယို single bed room ဖြစ်မယ်ပေါ့အောက်ကတိုင်းပဲ space ကအကုန်တူတူရဲ့အဲအခြေပြားခင်းမိထားတယ်ပြီးတော့အယောင်လေးကလည်းအပြာကြီးအောင်ပြီးပဲဒီပေါ်မှာလည်းအောက်ကလိုပဲမီးဝင်လေးတစ်ခုလိုပဲကြီးကြီးလေးတုံးပေးထားဆိုဒီခန်းလေ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 းပဲဖြစ်နေတာပေါ့ပြီးတော့ window အကြီးတစ်ခုပါမယ်ပေါ့နော်ဒါက single bed room လေးရှိမယ်အဲခန်းတကားလေးတော့ဒီကြောတကားလေးပဲတုံးပေးထားရဲ့ရှင့်ကြောအင်ဂျီယိုဘုံမှာလည်းနောက်ထပ်ခန်းရှိသေးတယ်ဆိုတော့အဲ့ခန်းလေးဆက်သွားကြည့်ရအောင်နော်ကဲအင်ဂျီယို အရှိမှာကနောက်ထပ်အခန်းလေးတစ်ခန်းရှိသေးရဲ့ဆိုတော့လေသူကလေဒီဒုတိယတစ်ခါကျတော့ပထမတစ်ခါစာလို့ရှိရင်လေဝင်လေးထွက်တော်တော်လေးကောင်းတယ်ဝင်းဒိုးတွေလည်းပို့ပြီးတော့များများဆဆပါတယ်ပြီးတော့ဘေးတိုက်လည်းမပါတဲ့ခါကျတော့လေလေဝင်လေးထွက်ရောအလင်းရောင်တော့တော်တော်လေးရတယ်ပေါ့နော်နင်းနင်းချင်းချင်းလို့ဆိုတော့အင်ဂျိုဒီခန်းလေးကိုဆက်ဝင်ကြည့်ရအောင်နော်ဒီခန်းလေးကကျတော့အင်ဂျိုဒုတိယတစ်မှာရှိရဲ့နောက်ထပ်တစ်ခန်းလေးပေါ့သူကဟိုဘက်ခန်းထပ်စာလို့ရှိရင်ပို့ပြီးတော့ကျဲတယ်ပေါ့နော်မာစတာဘက်ဒ်ရူမ်လည်းမဟုတ်ဘူးသူက single room ကိုမှနှစ်ခန်းစာလောက်ကိုတစ်ခါတည်းတစ်ဆက်ထည့်လုပ်ထားတာပေါ့အာခန်း အပုံစံလေးကတော့အပုံတူတူပဲကြည်ကြဲလေးပြည့်ခင်းပေးထားတယ်အရာလေးကလည်းပြရအောင်လို့ပဲဒီခန်းမှာထူးခြားတာကဒီလို window ကိုသူကသုံးခုလောက်အကြီးထုတ်ပေးထားတာပေါ့နော်အလူမီနီယံ slide window လေးတွေပဲသုံးခုလောက်ထုတ်ပေးထားတာဖြစ်တဲ့အတွက်ပိုပြီးတော့လေးဖက်ပိုကောင်းတယ်ပြီးတော့ဒီ window ကနေကြည့်မယ်ဆိုရင်အစီရောအရှိတဲ့နဲ့သာဖြစ်တဲ့အခါကျတော့လေဝင်လေးထွက်လေးလေးတော်တော်လေးကောင်းတယ် view လေးလည်းတော်တော်လေးလာတယ်ပေါ့နော်အဲအရှိဘက်လေးရောက်နေတာဆိုတော့ဒီလိုဒီရှင်းမှာဝရန်နာလေးရှိအောင်မယ်ဆိုတော့အစီနဲ့တူတူဝရန်နာလေးတစ်ချက်တူတူဖြတ်ကြည့်အောင်နော် ကဲဒါလေးကကျတော့ AGU အောက်ကနေလှမ်းမြင်နေရတဲ့ runner လေးပေါ့နော်ဒုတိယတက်မှာရှိရ runner လေးကလေအိမ်အကျင်နဲ့ရှင်လိုက်မယ်ဆိုလို့ရှင်သူ space လေးကလည်းတော်တော်လေးရှိရအဲ့ဒါပြင်လေးဝင်လေးထွက်လေးလည်းတော်တော်လေးကောင်းနေပေါ့နော်အရှိမရှိမရဆိုတော့ပြီးရဲ့ခါကျတော့သူ runner ရဲ့ဒီဘောင်လေးကိုကျတော့အောက်ကနေမြင်ရတဲ့အတိုင်းပဲအဝါဖြော့ရောင်လေးနဲ့အဲပို့ပြီးလာသွားအောင်လို့အောက်မှာ shape လေးပါဖော်ထားပေးသေးရပေါ့နော်အဲ့ဒါပြင်ကိုပို့ပြီးထင်းထင်းလင်းလင်းဖြစ်သွားအောင်သူကဒီမှာရွှေလငွေလာလေးတွေရော wallet လေးတွေရောနဲ့ထပ်ပြီးအလှဆင်ပေးထားတယ်ဝင်ရတဲ့တကားလေးဆိုလည်းတော်တော်လေးလှတယ်မှန်တကားလေးဆိုတော့လေဆိုတော့ဒါကကျတော့ဒီအိမ်ရဲ့ runner လေးဆိုတော့အဲ့ဒီ တရားထက်မှာကအခန်းက90ခန်းနဲ့ kitchen လေးလည်းရှိသေးရဲ့ဆိုတော့အဲ့ဒီနဲ့တူပြီးဆက်ပတ်ကြည့်ပါတော့နော် ကဲအစီအိုဒီအင်္ဂလိပ်ရဲ့ထူးခြားချက်ကတော့လေသူကအောက်ထပ်မှာလည်း kitchen တစ်ခုပါတယ်ပေါ်မှာလည်းနောက်ထပ် kitchen တစ်သက်တစ်ခုထပ်ပါသေးတာပေါ့ဆိုတော့ဒီ kitchen လေးကကြတော့သူကအောက်ကအတိုင်းပဲအကုန်တူတူပဲ space ကတော့အောက်ကထပ်တော့နည်းနည်းလေးပိုကျင်းသွားတယ်ပေါ့သူကအမွေဝင်ဒီမှာတစ်သက်ဝေးပေါက်လေးလုပ်လိုက်တာဆိုတော့လေအဲ floor တစ်ခုလုံးကလည်းသူဒုတိယဘက်တစ်ခုလုံးကခြေဓာတ်တွေတိကျပေးထားဆိုတော့ kitchen မှာလည်းတူတူပဲပို့ပြီးတော့ light ဝင်အောင်လို့ window အကြီးစားနောက်ထပ်နှစ်ခုလုံးပေးထားတယ် kitchen corner မှာဆိုရင်လည်းအစီအိုခြေဓာတ်နောက်ထပ် design ဆန်လေးအမျိုးနဲ့ခြေဓာတ်တိကျပေးထားလို့ပြရတယ်ပေါ့နောက်ခုနဲ့လေးလည်းပါတယ် ာပြီးရခါကျတော့အောက်ကလိုပဲဒီကုမွန်ပန်ဒဘူးစီလေးလည်းပါတယ်ဆိုရင်ဒီလိုချက်ဝင်ကြည့်အောင်နော်တကားလေးကလည်းဒီလိုပဲပေါ့နော်အလူကြီးရတကားလေးတုံးပြထားတယ်ဆိုတော့အဲ space ကလည်းလေအောက်ကပန်ဒဘူးစီလေးတိုင်းနဲ့ဒီလိုပဲချက်ဝင်ဝင်လေးရှိတယ်ကြည်ပြားတစ်ဆိုင်လေးကကျတော့တိုးလေးဖြစ်သွားတယ်ပေါ့နော်ဒီဒီဆိုင်လေးလည်းတော်တော်လေးလာတယ်ပင်ဂျူဒီထဲမှာဆိုလို့ရှိရင် toilet ပါမယ်ဒီ shower head ပါမယ်ပင်ဂျူဒီတစ်ခုလည်းပါသေးတယ်အပေါ်မှာဆိုရင်လည်း window တစ်ခုထပ်ပါတယ် shutter လေးလည်းပါသေးတယ်ဆိုတော့ပြည့်ပြည့်စုံစုံလေးပဲဒီမှာလည်းဒီချက်ဝင်ဝင်လေးရှိတယ် ကျောင်းဒါလေးက AG ကိုဒုတိယတက်ပါရှိရဲ့ HN လေးဆိုတော့ AG ကိုအပေါ်တက်ပါလာကြတော့လေနောက်ထပ်အခန်းလေးတစ်ခန်းရှိအောင်ပဲပြီးတော့ loose lap လေးလေးရှိရဆိုအိမ်ထဲလို့ပြန်ပါစီလာအောင်နော်ကဲအင်ဂျီယိုဒီယာလေးကကြတော့ဒီအင်ရဲ့အပေါ်ဆုံးတက် ruthless လေးပေါ့နော်။သူကလေ ruthless တစ်ပြင်လုံး အဲ AS space အရှိအကုန်လုံးကိုဆလတ်လောင်းထားတဲ့အတိုင်းလေးဖြစ်နေတာပေါ့နော် space တော်တော်လေးကျယ်တယ်အဲလေခေါင်းလေးတန်တီးလည်းတော်တော်လေးရတယ်တကယ်လို့ ancient တွေကဝါသနာပါတယ်ဆိုလို့ရှိရင်သူတို့ဒီမှာ plant လေးပဲစိုက်လို့ရတယ်ပေါ့နော်ဒီပဲစားပင်လေးအစုံစိုက်လို့ရမယ်ပြီးနေအောင်ကြီးလည်းကောင်းကောင်းလေးရတာဆိုတော့လေဒါမှမဟုတ်အဲညနေခင်းဒီမှာထွက်ပြီးတော့ချေးမယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတဲ့နေရာလေးပေါ့ view လေးလည်းလှတယ်ဆိုတော့ဆိုတော့အကျိုးဒီထက်လေးမှာကြတော့ဟိုမှာအခန်းလေးနောက်တစ်ခန်းရှိသေးရဆိုတော့အင်ဂျင်နီယာတို့ထန်လေးတွေ့ကြည့်ရအောင်နော် အင်ဂျီတို့ဒီ roosla အကြေကြီးအပြင်ကိုလေသူကအပေါ်မှာထပ်ပြီးတော့ roosla တဲတဲလေးတစ်ခုပါထပ်ပြီးတော့လောင်းမိထားရယ်ပေါ့နော်ဒီကြောင်လေးလေးကနေတက်သွားရမှာအင်ဂျီအပေါ်မပြခင်မှာဒီအခန်းလေးကိုအရင်ဆုံးဘာခန်းလေးဖြစ်မလဲဝင်ကြည့်ရအောင်နော်嗯ဒီခန်းလေးလည်းတော်တော်လေးကျယ်လို့ပြောရမှာ single room ပြောလို့ဆိုတော့ space ရှိရယ်ပေါ့နော်ပြီးတော့အပေါင်းဆုံးဘက်မှာဖြစ်တဲ့အခါကျတော့သူလေဝင်လေးထွက်လေးတော်တော်လေးကောင်းတယ် အဲလေးခုပြီးတော့ဝင်အောင်လုပ်ပြီး Windows ဆိုလို့ရှိရင်အကြီးစားကို၄ခုလောက်တက်ထားတာကိုတွေ့ရတယ်။ဒီများကတော့ HND ရဲ့ idea အတိုင်းလုပ်ထားတာပေါ့နော်။သူတို့ student တွေနဲ့သုံးတာမျိုးပဲဖြစ်ဒါမှမဟုတ် ethical sound ဒေလာတွေဒီမှာထားရပြီးတော့ဖြစ်သုံးလို့ရတယ်ပေါ့နော်။အိတ်ခန်းနေနဲ့လည်းသုံးလို့ရတယ် space and meter ဆိုတော့ပြီးတော့ဒီမှာဆိုရင် basic လေးတစ်ခုပါထပ်ပြီးတော့ထည့်ထားပေးသေးတယ်။ပြီးတော့အောက်ပါခန်းနေနဲ့အကုန်တူတူပဲသူကအာကြေပြားတွေပြင်ခင်းပေးထားတယ်။အယောက်ကြီးကလည်းအပြာကြီးရောက်ပြီး ceiling မှာဆိုလို့ရှိရင်လည်းလေးအောင်ရအောင်လို့ဒီကြီးပွင့်လေးနှစ်ခုသုံးမိထားတာတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒါကအပေါ်ဆုံးတက်မှရှိရအခန်းလေးဖြူကြကြလေးပေါ့ ေါ့နော်ကြည့်ရတာ AI ရဲ့ idea ပဲဖြစ်မယ်ထင်တယ်ကိုဆိုရှင်ကတိကျလေးစောက်ပေးထားတယ်ဆိုတော့လေဆိုတော့ AI ကိုအပေါ်မှာလည်း boost လက်တစ်သေးလေးရှိသေးရယ်ဆိုတော့ဘယ်လိုမျိုးလေးဖြစ်မလဲပတ်ကြည့်ရအောင်နော်ကဲအင်ဂျီယိုဒီအချက်ပြေပုံမှာ roostlet တတိလေးရှိသေးတယ်ဆိုဒီကြောင်းလေးလေးကနေတက်ပြီးတော့တစ်ချက်တော့ကြည့်ရအောင်နော်ကဲဒီ roostlet လေးကကြတော့လေအောက်ကနဲ့အတူတူပဲဒီ slat လေးကကြတော့အင်ဂျီဒီကြောင်းလေးလေးကလေးတက်လိုက်တဲ့ခါကျတော့အပြန်ကျင်လဲပို့ပြီးတော့လှသွားတာပေါ့နော်ထင်းထင်းလေးဖြစ်နေတာ space ကတော့အာဒီ အင်ရှင်ကဒီအင်ရဲ့ရေတုံးမှုအတွက် tank လေးထားထားတယ်အဲ့ဒါအပြင်မှာဒီဘက်မှာပါကြံသေးရေပေါ့နော် space တော်တော်လေးကျယ်လို့ပြောလို့ရတယ်အင်ရှင်ရဲ့ idea အတိုင်းထက်ထည့်ချင်တာလေးထည့်လို့ရတယ်ပေါ့နော်အလှဆင်ချင်တာပဲဖြစ်ဖြစ်အပင်လေးစိုက်ချင်တာပဲဖြစ်ဖြစ်ပေါ့ပြီးဒီဘောကြည့်မယ်ဆိုလို့ရှိရင်လေကောင်းလေတန်လေးလည်းတော်တော်လေးရတယ် view လေးလည်းတော်တော်လေးလှတယ်ဆိုတော့အဲ relax လုပ်လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်ထားချင်တာလေးလည်းထားလို့ရတယ်ဆိုတော့တော်တော်လေးအဆင်ပြေတဲ့နေရာလေးပေါ့နော် အင်ဂျီရိုဒီရင်လေးကိုကြတော့ဂုံရှင်မြင့်မြတ်သူကိုရွှယ်ရှင်ကနေပြီးတော့တောင်းရင်ဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့ဆောက်လုပ်တဲ့ကြာချင်းအဖြစ်ပြောမယ်ဆိုရင်6လဝင်းကျင်လောက်ကြားတယ်ပေါ့နော်။ကိုကျန်းစိတ်အဖြစ်တွက်ကြည့်မယ်ဆိုရင်သူစားဆောက်တုံးကတော့3550ဝင်းကျင်လောက်မှရှိပြီးတော့အခုခေတ်ကာလာပေါက်ကြီးနဲ့ဆိုရင်တော့အင်ဂျီအပြောင်းလဲအတက်ကြလေးရောနည်းနည်းလေးရှိမယ်ပေါ့။ပြီးတော့လေအင်ဂျီတီးရတာကဒီအင်လေးရဲ့အဆအဆုံးပေါ့နော်ဒီတကားလေးဆေးရောင်လေးဖြစ်တုံးထားတဲ့ပစ္စည်းတွေအစားအကုန်လုံးကအင်ရှင်ရဲ့စိတ်တိုင်းကျအတိုင်းထည့်ထားတာပေါ့နော်။ဆိုတော့အင်ရှင်ရွေးထားတဲ့အတိုင်းသူတို့ကိုစထရက်ရှင်ကတိတိကျကျတက်တက်ရရလေးဆောက်ပေးထားတာကိုလည်းအင်ဂျီကိုတွေ့ရရရှင်။ပြီးရ ခါကျတော့ဒီကိုရှင်မြင့်မြတ်သူကိုဆွဲရှင်မှာကကျတော့ customer လိုချင်တဲ့ design ပိုင်း architecture structure ဒါတွေအကုန်လုံးကို one stop service ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်သက်ကြီးရဲမှာကိုယ့်ရဲ့စိတ်ကူးရတဲ့အိမ်လေးကိုပုံဖော်ဖို့အတွက်စိတ်ကူးရှိရဲဆိုလို့ရှင်ရင်ဒီကိုရှင်မြင့်မြတ်သူကိုဆွဲရှင်မှာတွားပြီးတော့ဆက်သွယ်ဆောင်ရမ်းမေးမြန်းလို့ရတယ်ဆိုတဲ့အကြောင်းလေးအင်စီကသတင်းကောင်းလေးပပေးလိုက်တယ်ပေါ့နော်အဲနောက်ပိုင်းမှာလည်းအင်စီကဒီလိုအိမ်လှလှဆက်ဆန်းလေးတွေကိုလိုက်ပြပေးမှာဆိုတော့အင်စီရဲ့ future house မြန်မာ page လေးကိုလည်း like and follow လေးလုပ်ပြီးထားအောင်ပေါ့နော်အားလုံးပဲစုံလက်ကြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်တတား